ခေတ္တမိုင်းကိုဒုံးဆိုင်မိသူများတဲ့တကယ်ကခေတ္တမိုင်းကိုဒရုန်းကျဲမိသူများလို့နာမည်ပေးရမှာဒါမှမင်းတို့နဲ့အလိုက်ဆုံးဇာတ်ကားဖြစ်မှာဗါရဲဒီမိုကရေစီလိုချင်ရွေးကောက်ပွဲဝင်တဲ့ထွန်းမင်းတို့မစင်စားပြောတော့မယုံနိုင်ပါဘူးမတိုင်မှာဖဲဝိုင်းထောင်ပြီးကိုဖဲကိုချူကိုလူကိုထက်ဘယ်ကောင်လေးတောင်းမယ်ဆိုတာကြိုသိနေတဲ့အယူပုံမြောက်အယူကောက်ပွဲကြီးမင်းတို့မဝိုင်းပြီးဟိုရင်းဟိုဟာမနေကြတယ် အာနာယုတမရာယုကသူ့အသူထမင်းလို့ဟင်းလို့ယူနေတာကိုနားလေပေးနိုင်သေးရဲ့ဒါ ਉ မအယူပုံမြောက်ဝိုင်းလုံနေကြတယ်မင်းတို့အနုပညာရှင်တစ်တိုက်ကိုတော့အံ့ဩပါအနုရောမှာလူကြောလုံနေကြတဲ့အနုပညာရှင်လေးပြည်သူစစ်ကြုံပြုတ်စစ်ဖက်နက်ကိုမှ ရှာနေရတဲ့အနုပညာတွေမင်းတို့ခေါင်းနဲ့အုံနောက်တွေရှိတာဟုတ်ရဲ့လားမင်းတို့တွေကထမင်းတွေစားနေကြတာဟုတ်ရဲ့လားလို့တွေးမိတယ်ယွန်းလေကွာအခါခါပဲ တော်တော်ပဲတရားမျှတလွတ်လပ်ပွင့်လင်းတဲ့ရွေးကောက်ပွဲကြီးမဝေဖန်ရလက်ညှိုးမထိုးရမျက်စောင်းမင်မထိုးရဥကုံချတာမျိုးပဲဖြစ်ရမယ်ဝေဖန်ထောက်ပြခြင်းဟာကြီးလေးတဲ့ရာဇဝတ်မှုကြီးတစ်ခုလိုပဲနှစ်ရှည်ထောင်နှန်းဆန်သွားရမယ်ဒါနဲ့များဒီမိုကရေစီရွေးကောက်ပွဲဘာဘာရွှေတော့ကတော့စီကံပြေဝတဲ့ဒီမိုကရေစီရွေးကောက်ပွဲကြီးတဲ့မင်းအောင်လိုင်းကတော့စီကံပြေဝငြိမ်ဝိပြပြတဲ့ဒီမိုကရေစီရွေးကောက်ပွဲကြီးဖြစ်မယ် မင်းတို့ရွေးကောက်ပွဲကြီးကဘလို့ဘယုတ်ဒုက္ခတွေဆက်ဖြစ်မယ်ဆိုတာမတွေးဝင်စရာပဲအခုမှရွေးကောက်ပွဲစီရင်တာလွတ်တာ အခုပဲကြည်လေရွေးကောက်ပွဲတရားမျှတာပါကြောင်းလိန်လေထားတဲ့ဝါရပြန့်ဇကောက်တော်မိုးဝေဘန်ရဝေဘန်မှုပေးတဲ့ Facebook post မှာတော့ like မလို့ရတဲ့တမိုင်းတွင်ကြံရင်မဲ့ဖြစ်ချင်းအခုတော့စာတကြောင် like တစ်ချက်ပေးုံနဲ့အာနာယူဟာဖမ်းနေကြပြီမဟုတ်လားမင်းတို့အနုပညာရှင်တွေကိုချက်ချင်းအစည်းအဝေးခေါ်ရာဇသံတွေပေးပြီမဟုတ်လား ဟိုဟာမပြောရဒီဟာမလုပ်ရဟိုဟာမသွားရဒီဟာမသွားရ Facebook မှာ like ကလေးတစ်ချက်တောင်နှိပ်ခွင့်မရှိတဲ့ဘဝတွေနောက်ဆိုမင်းတို့အလေးသွားတာတော့မင်းတို့ဘဘမအားလားစီမှာစာတင်ရမယ်သဘောမင်းတို့ကလူလုပ်ဖို့မွေးလာတာလားမင်းအွန်လိုင်းစီမှာကြုံခံမှုမွေးလာကြတာလားလို့တော့မေးလိုက်ခြင်းတယ်ကိုသမီးကိုစားပြီးစစ်ကြုံနဲ့နန်းညင်ရတယ်စစ်ကြုံခံညင်နေကြတယ်ကိုချီမှာကိုကြိုက်ပြီးပြန်စင်းစားဖို့ကောင်းတယ် ပြောတော့ပြည်သူကျွေးတဲ့ထမင်းစားနေကြတဲ့အမှုပညာရှင်ပါတဲ့မင်းတို့အမှုပညာရှင်တွေဟာလူသနားအောင်တော့အတော်ပြောတဲ့ဆိုတော့တရုတ်ဆောင်လက်ကြတာပဲပြည်သူတွေကမင်းတို့ရဲ့ထမင်းရှင်တွေပါဆိုရင်ပြည်သူအပေါ်တစ္ဆာလေးတော့ရှိဖို့ကောင်းတယ်အခုတော့မင်းတို့ဟာသခင်အားရကြော်မားဝါပြီးပြည်သူပစိုးလံပြရတယ်လူသက်ကောင်ဝင်းရံလို့ပြည်သူစစ်ကြုံခံစီခြင်းရတယ်မင်းတို့ဘက်ကအကယ်ဒမီအယုတ်တွေဗနယုတ်ပဲရရမင်းတို့ရတဲ့အကယ်ဒမီအယုတ်တွေဟာ ွေးပေနေတဲ့လက်နဲ့ပေးတဲ့အယုတ်အဲ့ဒီအယုတ်မှာအညာပြည်သူတွေအသက်တွေရှိတယ်မြမပြည်ကကလေးတွေအသက်တွေစည်းခံထားရမြမမျိုးသမီးတွေမရင်းကျင့်ခံထားရတယ်ဆိုတာမြင်နဲ့အောင်ကြည့်ကြမင်းတို့မမြင်နိုင်ထပ်ပြောပြမယ်အဲ့ဒီအယုတ်ဟာစစ်ကောင်းဆောင်လူသက်သမားမင်းအောင်လိုင်ကိုအကာအကွယ်ပေးမယ်ခွေးကိုပြစ်ကျွေးလိုက်တဲ့အမေယိုးတချောင်းတာတာပဲဒီထက်မပိုဘူးခွေးကတော့အမေယိုးတချောင်းပန်ရှင်ကြီးအမေယိုးနှချောင်းပန်ရှင်ကြီးဆိုပြီးဝင်ကြွားနေမှာပေါ့လေ ဒါပေမဲ့ तू ကအမေယိုးရှင်ကိုပြန်ဆောက်ရှောက်ပေးရတာကိုမမြင်နိုင်ရှာဘူးအမေယိုးတစ်ချောင်းအတွက် ပြန်ပေးဆက်ရမှာတွေကိုမသိရှာဘူးအခုတော့အမေယိုးတစ်ချောင်းကန်နှစ်ချောင်းကန်အိုကြီးအိုမအမှုပညာရှင်တွေနဲ့ကစ်သမိုင်းကိုဒုံးဆိုင်မိသူများဝါရဖြန့်ဇက်ကားမှာပါဝင်တဲ့အယူကိုက်အမှုပညာရှင်တွေကိုပြည်သူကဒဏ်ခတ်နေကြပြီမဟုတ်လားယူသူမရှက်မြင်သူရှက်ဆိုတာဒါမျိုးပေါ့မင်းတို့တည်ယူဆောင်နေတာမပြောနဲ့မင်းတို့တည်ယူဆောင်ထားတဲ့ဝါရဖြန့်ဇက်ကားကြည့်ရမြင်ရတာတော့ အတော်ရှက်လုံးနေတရားမဲ့တစ္ဆာမဲ့အမှုပညာရှင်တွေငါတို့ကအထဲမှာမို့မတက်တာလို့ဆိုရယ်စင်ကြီးတွေမပေးနေမင်းတို့ကမတက်တာတာမဟုတ်ဘူးသမင်းရှင်ပြည်သူတွေအပေါ်မတက်ညာတာမထောက်ထားတာခကြီးကိုလိန်နေကြတာတမိုင်းညာကြီးကိုရေးထိုးနေကြတာလူသက်သမားကိုဝန်းရံနေကြတာမင်းတို့ရဲ့အမှုပညာဆိုတာကိုကျိုးသမားအာနာရှင်ကြီးအတွက်ပဲပြည်သူအတွက်တော့အစိတ်တော့ပေါ့ပြည်သူကျိုးတဲ့သမင်းကိုစားပြီးမယုံကြည်တာတွေကိုမလုပ်ဖို့ တစ္ဆာတရားကိုစောင့်တည်ဖို့တတိလေးတော့မွေးကြစမ်းပါအာနာရှင်လက်မှာတည်သွားတဲ့ပြည်သူတွေရဲ့မျက်နှာတွေကိုတော့ထောက်ထားကြပါအခုရွေးကောက်ပွဲဟာဒီမိုကရေစီရွေးကောက်ပွဲပဲလေလို့တော့မပြောနဲ့အာနာရှင်တန်းရွှေလုပ်ခဲ့တဲ့ရွေးကောက်ပွဲဖင်များတော့မမီဘူးတိတ်ခါမရှိဘူးအလေးအညာတွေကိုမပီပင်ဘူးမပီရဘူးအခုရွေးကောက်ပွဲဆိုတာတမရာယူယူနေတဲ့မင်းအောင်လိုင်ကသူတမရာလုပ်ဖို့တခုတည်းအတွက်လုပ်တဲ့ရွေးကောက်ပွဲတမရာယူတယောက်ရဲ့ရွေးကောက်ပွဲ သူ့ထက်ယူတဲ့သူတွေကဒီယူကောက်ပွဲကိုဝင်းရံနေကြတဲ့သူတွေတနည်းအားဖြင့်တမရာယူထက်ယူမှုနေကြသူတွေပဲအမှုပညာရှင်အိုကြီးအိုမတွေအပါအဝင်အမှုပညာရှင်အပေါင်းတို့ဘဝမှာတစ်ခေါက်တစ်ခါတော့တည်သူမျက်နာထောက်စစ်အာဏာရှင်ကိုမကြောက်တဲ့တက်တီတွေပိုင်ဆိုင်နိုင်ကြပါစေ။